မြန်မာဖိုက်တာတွေးလင်းထက်ကိုဝမ်ချန်ပီယံရှစ်ကအညွန့်ချိုးပြန်တော့မလားဆိုပြီးတော့ပြည်သက်တကတော့စိုးရိမ်နေကြပြီလေဖြစ်ပါတယ်ဝမ်ချန်ပီယံရှစ်မှာတော့တွေးလင်းထက်ကဘက်ထရောင်နဲ့တိုင်းဘက်ထိုင်းဖိုက်တာကိုသမနစ်ကြော်လေးနဲ့အကြောဆွဲသွားတဲ့အထိဖြစ်သွားအောင်အနိုင်ယူခဲ့တာ ဖြစ်တဲ့အတွက်ထရော်လေးကိုတွေးလင်းထက်ကနာမည်ကြီးသွားခဲ့တာလေးဖြစ်ပါတယ်ဝဲတုံးမှာလာကြည့်တဲ့ဝမ်ရင်ထိုင်းဥက္ကဋ္ဌကတော့တွေးလင်းထက်ရဲ့စွမ်းဆောင်ရည်ကိုအောင်းအိုးနေပြီးတော့ ပြန်မဲ့ time fighter ကအချက်ချင်းပဲတည်သွားနိုင်တာဖြစ်တဲ့အတွက်အာနီယေရှိတာဖြစ်တဲ့အတွက်အချက်ချင်းပဲပွဲကိုရက်ခိုင်းထားခဲ့တာလေးဖြစ်ပါတယ်။ဒီချိန်မှာသူတို့ရဲ့ time fighter ကိုအမောက်သိပ်သွားခဲ့တဲ့ dueling tech ကိုတချို့သော time ပြည်သက်တွေကမကျေနပ်ဖြစ်နေကြပါပြီ။မြန်မာ fighter တွေရဲ့တမိုင်းတလျှောက်ကို ကြည့်မယ်ဆိုရင်မြန်မာ fighter တွေဟာနည်းနည်းလေးရက်လက်ကောင်းတာနဲ့တကယ်ကိုမှသူတို့နဲ့မညီမျှတဲ့ fighter တွေနဲ့ပဲ world championship ကပွဲသေးပြီလေးရှိပါတယ်။ တန်းစင်ကနည်းနည်းလေးဝမ်းချမ်းပြင်းရှိမှစွာလိုက်တာနဲ့တာဂီရူနဲ့ထူရရီစူပါရီချန်လဲဘာထူးလို့လေနှစ်ပွဲသုံးပွဲလေးရက်လက်ကောင်းတာနဲ့ကိုရော့ချန်ရဲ့ရောက်ဖတကယ်ကိုမှအတွေးကြုံရင်းတဲ့ဖိုက်တာဆန်ကတဲ့နဲ့ထူရရီအဲမွေလေအဲ့ဒီအတိုင်းပါပဲတကယ်ကိုမှကျွမ်းကျင်ပါရယ်ဆိုရဲတော့အစရီဖိုက်တာလီကိုတင်နဲ့ထိုးတက်ရတာပဲဖြစ်ပါရယ်ဆိုတော့တောက်လျှောက်တောက်လျှောက်အကျွေးခံရရီသမ်နီဆိုလို့လေအဲ့ဒီအတိုင်းပါပဲ ်အခုသွေးလင်းထက်က1 championship မှာမြန်မာ fighter တွေတက်မှာရလာကောင်းပုံစံကောင်းနေပြပြန်ပြီဆိုတော့1 championship ဘက်ကသွေးလင်းထက်ကို rotten do လို့မျိုး legend fighter ဂျီရီနဲ့တွေ့ပေးပြီးတော့အညွှန်းချိုးပြန်တော့မလားဆိုပြီးတော့ပြည်သက်တကတော့စိုးရိမ်နေကြပြီဖြစ်ပါတယ်အချို့ကတော့မြန်မာ fighter တွေဟာဘယ်သူနဲ့ပဲ1 championship ကပွဲချပြီးချပြီးအဆင်သင့်ဖြစ်နေရပါမယ်တဲ့ Joshua Bang ကိုပဲသင်ခန်းစာယူကြပါတဲ့ ယေရှုအဘကအခုဘူမီနိုစေးပေါကိုအနိုင်ယူတယ်ချစ်ချင်းမေး UFC flyweight တန်းရဲ့ ranking number 1เนาะ fighter ကိုကျွန်တော်တို့ Brandon Rover ပေါ့ဗျာသူ့ကိုအစားထိုးလူစားထိုးဝင်ရောက်ထိုးတက်ရမယ်ဆိုတော့ယေရှုအဘကအခွင့်ရတာနဲ့ချစ်ချင်းမေး like ခံလိုက်တာပဲဖြစ်ပါတယ်အဲ့လိုမျိုးအမြဲတမ်းအဆင်သင့်ဖြစ်နေရမယ်လို့တချို့သောသူတွေကတော့ wave fan သုံးသက်ကြတယ်ဒါပေမဲ့ကျွန်တော်မြန်မာ fighter မြန်မာလူဝေသမားတွေမှာကသိပြီးတော့ဝမ်းစာကမလုံမလောက်ဖြစ်နေတာဖြစ်တဲ့အတွက်ညစ်နေပိုင်းဆိုင်ရာမှာလေ ူများနိုင်ငံတွေလိုမျိုးစနစ်တကျနဲ့လေ့ကျင့်ပေးမယ့်နည်းပြတွေကအင်တန်မှရှားပါးရဖြစ်တဲ့အတွက်ချက်ချင်းကြီးခုံးကျော်ပြီးတော့အဆင့်မြင့်တဲ့ fighter တွေနဲ့เนาะချရမယ်ဆိုရင်တော့ခက်ခဲအများကြီးတွေ့သက်ပါတယ်เนาะအခုဆိုရင်မြန်မာ fighter တွေရဲ့လေဝင်သမားတွေရဲ့เนาะကျွန်တော်ရိုးရလေဝင်သမားတွေရဲ့အားနည်းချက်တွေကိုနိုင်ငံခြား fighter တော်တော်များများကတီးကုန်ချပြီလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်မြန်မာ fighter တွေတော်တော်များများကတောက်လျှောက်ပဲဒူးတိုက်ချက်တွေနဲ့ကြီးပဲเนาะ ရှုံဘွေတွေဝမ်ချမ်ပီယံရှစ်မှာပြီးကြုံနေကြတာပဲဖြစ်ပါတယ်။ကိုဒီကောင်မလေးရလက်ကောင်းနေတဲ့ဒွိလင်းထက်ကိုဝမ်ချမ်ပီယံရှစ်ကအညွတ်ချိုးသွားအောင်မလားဆိုပြီးတော့ပြည်သက်တွေကဆွေးနေကြပြန်ပြီလေဖြစ်ပါတယ်။